မင်္ဂလာပါရှင်မန္တလေးခေတ်သစ်တင်ဌာနကနေသတင်းများကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နိုင်ငံရေးပါတီများရွေးကောက်ပွဲမဲဆွယ်ဟောပြောစည်းရုံးရာတွင်စစ်တပ်ပြုတ်ပွဲရင်းနဲ့စစ်တပ်ဤဂုံတိုက်ခါထိခိုက်စေမှုများမလုံဆောင်ရနှင့်လိုင်းနာရမည်အချက်၉ချက်ကိုတောင်းမြစ်ထုတ်ပြန်နေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ် နိုင်ငံရေးပါတီများရွေးကောက်ပွဲမဲဆွယ်ဟောပြောစည်းရုံးရတွင်စစ်တပ်ပြိုကွဲရင်းနှင့်စစ်တပ်ဤကုံတိတ်ခါထိခိုက်စေမှုများမလုံဆောင်ရနှင့်လိုင်းနာရမည်အချက်၉ချက်ကိုစစ်တပ်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကတားမြစ်ထုတ်ပြန်လိုက်ပါသည်။ အကြံဖတ်စစ်တပ်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကစက်တင်ဘာလ25ရက်နေ့တွင်နိုင်ငံရေးပါတီများအတွက်ရေဒီယိုနှင့်ရုပ်မြင်သံကြားအစီအစဉ်များမှဟောပြောတင်ပြခွင့်နှင့်လိုင်းနာရသည့်စီးနင်းစည်းကမ်းများကိုထုတ်ပြန်ရာတွင်ရှင်းကဲ့သို့ကန့်သက်တားမြစ်ချက်များကိုထုတ်ပြန်လာခြင်းဖြစ်ပါသည်။နိုင်ငံရေးပါတီများအနေဖြင့်ဟောပြောတင်ပြရာတွင်တည်တော်စုမပြိုကွဲရင်တိုင်းသာစည်းလုံးညီညွတ်မှုမပြိုကွဲရင်အချုပ်ချာအာဏာတည်တံ့ခိုင်မြဲရေးတို့ကိုထိခိုက်စေသည့်ဟောပြောမှုများမပြုလုပ်ရန် လုံခြုံရေးတရားဥပဒေစိုးမိုးရေးနဲ့အေချမ်းသားရဲတို့ကိုထိခိုက်စေသည့်ဟောပြောမှုများမပြုလုပ်ရန်၂008ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ဒီဇယ်ဥပဒေများကိုလေးစားလိုက်နာမှုမရှိသောဟောပြောမှုများမပြုလုပ်ရန်နိုင်ငံတော်အောင်အကြီးအကျယ်ဖြတ်စီရန်သို့မဟုတ်ဂုံတိတ်ခါထိပါစေရန်ဟောပြောမှုများမပြုလုပ်ရန်လို့တားမြစ်ထားပါသည်ထို့ပြင်စစ်တပ်ပြိုကွဲရေးဖြစ်ပေါ်စေရန်သို့မဟုတ်စစ်တပ်၏ဂုံတိုက်ခါကိုထိခိုက်စေရန်ဟောပြောခြင်းမပြုလုပ်ရန်လူမျိုးရေးဘာသာရေးနှင့်လူအများနှင့်ပတ်သက်၍ပြည်ပခဖြစ်ပေါ်စေနိုင်သည့် တိတ်ခါနဲ့ကိုကျင်းတရားထိခိုက်စေနိုင်သည့်ဟောပြောမှုစီယုံလုံးစော်ခြင်းမပြုလုပ်ရန်ဘာသာရေးကိုနိုင်ငံရေးအတွက်အလွဲသုံးစပြုသောဟောပြောမှုများမပြုလုပ်ရန်ပညာသင်ကြားခြင်းကိုထိခိုက်ပျက်ပြားစေရန်ထွေထိုးလုံးစော်ဟောပြောမှုများမပြုလုပ်ရန်နိုင်ငံဝန်ထမ်းများရင်းတို့၏တာဝန်ကိုကျေပွန်စွာမထမ်းဆောင်နိုင်စေရန်သောမဟုတ်အစိုးရကိုစန့်ကျင်ဆန္ဒပြစီရန်တွေးထိုးလှုပ်ဆော်ဟောပြောမှုများမပြုလုပ်ရန်တားမြစ်ထားပါသည် စတလောက်ခံရွေးကောက်ပွဲကော်မရှင်ကနိုင်ငံရေးပါတီများ၏ဟောပြောစည်းရုံးမှုစာမှုများကိုစီစဉ်နေဖြစ်ပြီးပြင်ဆင်ရေးသားစိတ်ခြင်းဖွံ့ဖြိုးမိထုတ်ပေးခြင်းများဆောင်ရွက်မည်ဖြစ်ကြောင်းထုတ်ပြန်ထားပါသည်။ဆလပီတနင်္လာနေ့မျိုးနဲ့တွင်တိုက်ပွဲဖြစ်ပွားပြီးစစ်တပ်ဘက်မှ9ဦးသေဆုံးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါသည်။တနင်္လာနေ့တိုင်းတနင်္လာနေ့မျိုးနဲ့တွင်တိုက်ပွဲဖြစ်ပွားပြီးအကြံဖက်စစ်တပ်ဘက်မှ9ဦးသေဆုံးခဲ့ကြောင်း KNU မိတ်တော်ဝဲခရိုင်ကထုတ်ပြန်ထားပါသည်။ စက်တင်ဘာလ25ရက်နေ့နနက်6နာရီခန့်တွင်တနင်္သာရီမြို့နယ်ရှမ်းအင်းတော်ကျေးရွာအနီးတွင်အကြမ်းဖက်စစ်တပ်နှင့်တော်လှန်ရေးတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပါသည်။ထိုထိတွေ့တိုက်ပွဲတွင်အကြမ်းဖက်စစ်တပ်ဘက်မှ9ဦးသေဆုံးကာ10ဦးထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည်။အဆိုပါတိုက်ပွဲကို KNLA ကရင်အမျိုးသားလူမျိုးရေးတပ်မတော်တပ်မဟာလေးလက်အောက်ခံတရင်စက်တင်နှင့်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးတော်လှန်ရေးရဲဘော်များထိခိုက်မှုရှိကြလဲစုခွာနေခဲ့ကြောင်းသိရပါသည်။ အလားတူစက်တင်ဘာလ18ရက်နေ့ကလည်းတနင်္လာမျိုးနဲ့ထိုင်းမြန်မာမောတော်နယ်ဆက်ကုန်းသွေးရေးလက်ပိုင်ရှိတိတ်ခွန်ကျေးရွာနီးတွင်လည်းအကြမ်းဖက်စစ်တပ်နှင့် KNL ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော်တပ်မဟာလင်းလက်အောက်ခံတရင်စက်တင်နေတော်လန်ရေးပူပေါင်းတပ်ဖွဲ့များအကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်သား2ဦးသေဆုံးကတနန္တလက်သိရှိရရှိခဲ့ကြောင်းသိရပါတယ်။ကျမိုင်းတရင်တင်ဆက်မှုကိုဒီမှာပဲရနာအွယ်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။